ဟယ်လိုတကယ်ညာလုံးမင်္ဂလာပါဗျအဲကျွန်တော်ဒီကနေ့တော့နေခင်းကပြောခဲ့သလိုပဲပေါ့နော်ဘယ်သူမှမရောက်ဖူးသေးတဲ့နေရာကိုအလဲသွားခဲ့ရဆိုတာလေတကယ်တော့တက်တော်ချိုင်းဆိုတော့မှန်ပါလေဒါပေမဲ့လို့အခုနေရာကတက်တော်ချိုင်းပထမအဆင့်ဖြစ်ပါလေဒါဒီနေရာလေးကအဲလမ်းဖောက်ထားတာကဒါခုရပိုင်းမှာရှိနေရပါတော့ကျွန်တော်ထင်တယ်ဒီနေ့မှာပဲလမ်းဖောက်ပြီးတာထင်တယ်ဗျလမ်းလည်းအစ်စ်ကလေးဖောက်တာပါတော့ အကျွန်တော်တို့ကလည်းသွားရင်ကအဲရေတကုန်းကိုသွားတာပေါ့နော်တတ်တော်ကြရင်အထက်ကကျွန်တော်တို့ပြီးလုံးချမ်းတာဓာတုစီတွေကိုကျွန်တော်ပြဖို့သွားတာပေါ့နော်အဲနောက်ရက်မှာတတ်တော်ကြိုင်ကိုသွားဖို့ပေါ့အဲတတ်တော်ကြိုင်ကို အောက်ထဲတီဆေးရမှာဆိုတော့မသွားဖြစ်သေးတာပေါ့နော်အဲ့ဒါနေဒီကနေ့သွားတော့ခူလန်းတဲ့ဖောက်ထားတာလေးရေတကုန်လေးကြီးလို့ရတယ်ဆိုတော့ ਨੇ ကျွန်တော်တို့စဉ်းကြည့်ခဲ့ရပါတော့ အဲကျွန်တော်ဒီဘက်အချမ်းကိုကအခုမှရောက်ဟိုပါဗောနော်ရမ်းလှတယ်ဗျကိုယ့်ဘက်ကနေလှမ်းကျွန်တော်တို့ W ကနေလှမ်းကြည့်ရင်လည်းလှတယ်ဒီဘက်ကကြည့်ရင်လည်းရမ်းလှတယ်ဗျ W ဘက်ကအဆောက်အဦးတွေနဲ့နောက်ကနောက်ကဟိုတောင်တန်းကြီးကရမ်းလှတယ်ဗျအခုဒီနေရာလေးကဒီမှာတကယ်ချင်းတို့မြင်ရတဲ့အတိုင်းပါပဲလမ်းလေးကအတိတ်ကလေးဗောနော်လမ်းလေးကနည်းနည်းတော့ကျင်းတယ်ဗျဒါပေမဲ့တက်လို့ဆင်းလို့အဆင်ပြေတယ်ဗောနော် ဟုတ်ကဲ့တငငချင်းတို့ကြည်နေနဲ့ကျွန်တော်ကြညာလေးဖြတ်ဝင်ပါအောင်မယ်နော်စိတ်နှောင်းရှက်ဖြစ်သွားရင်တော့မှမှာလေကျွန်တော်တို့ဒီပြင်းဦးလွင်ရေငယ်လန်းဆုံးမိုးကုတ်လံခွဲနေမှာမြတ်ဒုက္ခဆိုရှိရပါတော့အဲဒီမှာတငငချင်းတို့လိုအပ်တဲ့အဲလူသုံးကုန်ပစ္စည်းမျိုးစုံကိုတွားရောက်ပြီးတော့အားပေးနိုင်ပါတယ်နော်ဟုတ်ကဲ့ကျွန်တော်အခုလိုဗီဒီယိုလေးညိုင်းနေအောင်ကုညီပေးတဲ့မြတ်ဒုက္ခစတိုးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျာဟုတ်ကဲ့ကြော်ညာလေးပြီးပြီဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုပြန်ဆက်ပါအောင်မယ်နော် တကယ်ကြီးတို့ဒီနေရာကိုသွားလည်မဲ့ဆိုင်လဲဒီလမ်းလေးကိုတော့ဂယူးဆိုင်ပြီးသွားပါတော့နော်နောက်ပြီးတော့မိုးရွာရင်တော့မသွားနဲ့ပါတော့မိုးရွာရင်လမ်းချောမဲ့ပုံစံပဲဗျဒီသားလမ်းဆိုတော့လေအဲဒီဘက်မှာအဲလူကလုံးဝမရှိဘူးဗျဒီဘက်မှာလည်းအဲ့တော့တကယ်ကြီးတို့လည်းသွားရင်လည်းအဖွဲလိုက်သွားမှပြောစရာကောင်းတယ်ဗျဒီမှာရေတုံကတော့တကယ်ကြီးတို့အခုမြန်တဲ့အတိုင်းပဲအရန်လာတယ်အဲအခုမှ အလူသွားလူလာလည်းမရှိသေးဘူးဆိုတော့လုံးဝနေရအတိဖြစ်နေတယ်ကြည့်ပါဦးခင်ဗျရေတကုန်ကြီးကတော့အရင်အရင်လာပါတယ်မိုးရွာရင်တော့မသွားနဲ့ဗျဘာဖြစ်လို့လဲဆိုတော့မိုးရွာရင်အဲတောင်ကြီးကြာမဲ့သဘောရှိတယ်ပေါ့နော်ဒီနေ့အခုကျွန်တော်တို့ရက်ခဲတဲ့နေရာတွေလည်းရေအခုတောင်မှရေတွေစင်းနေပေါ့နော် မိုးရွာရင်ရေအားများတယ်ဆိုရင်တော့အန္တရာယ်များပဲဗျ။အဲနောက်ပြီးတော့ရေထဲကိုတော့လုံးဝဆင်းမစောနဲ့ပေါ့နော်။အော်ကျွန်တော်ကြည့်ရတော့ကတော့အောက်ကကြောက်ခဲတွေရှိတယ်။အဲလူညံ့နိုင်တာတို့ရေရေစီးနောက်ပါနိုင်တာတို့ဖြစ်နိုင်တယ်ပေါ့နော်။ရေစီးကရမ်းတန်းတယ်။ကျွန်တော်ကတော့ရက်ကြည့်ခဲ့တယ်၊ရှူရင်းကြည့်တယ်၊ပုံရိုက်တယ်။ဒါပဲပေါ့။တကယ်ချင်းတော့ရေလုံးဝမစောပါနဲ့နော်။အန္တရာယ်များပါလေ။ ရှုခင်ကြည့်ဖို့ပဲအလဲသွားပါနော်ဟုတ်ကဲ့ကျွန်တော်နေလျာတကယ်ချင်းတို့မရောက်ဘူးကတဲ့နေရာဆိုတာကတော့တက်တော်ကြိုင်ရေတပုံရဲ့ပရမတ်တ်ပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးနော်နောက်ထပ်ဗီဒီယိုလေးထပ်တင်ပါအောင်မယ်ကျေးဇူးတင်ပါတယ်ဗျာခွန်လိုက်ပါဟမ်ခုနိုင်မဟုတ်သေးဘူးကျွန်တော်ဗီဒီယိုလေးကိုစောင့်ကြည့်ပေးအောင်နော်နောက်ထပ်နောက်ထပ်ဗီဒီယိုလေးဒီနေ့ညမှာ အအများကြီးထပ်တင်အောင်မယ်နော်မိသေးပဲစောင့်ကြည့်ပြီးတော့အခုကျွန်တော်ဗီဒီယိုလေးအဲ့ဒီလုံနေပါဘောနော်အနောက်ဗီဒီယိုလေးကြိုင်တော့ကျွန်တော်အတန်ကြီးမထည့်တော့ဘူးကျွန်တော်တချင်လေးတွေနဲ့ပဲတင်ပါတော့မယ်ဟုတ်ကဲ့ကျေးဇူးပါကျေးဇူးပါအားပွားအားပွား